အားလုံးပဲမင်္ဂလာပါ Shadow Juju Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီ Grow A Garden ထဲမှာအသစ်ရောက်လာတဲ့ event B event အကြောင်းပြောပြအောင်ပါပါဒီ event လေးပေါ့အားလုံး video လေးကိုစလိုက်အောင်ဒီ event မှာပထမဆုံးအနေနဲ့လူလာဆိုရင်ကတော့ဒီကို Garden ထဲမှာ mutation အနေနဲ့ပေါ်ပေါ်လာတတ်တဲ့အပင်တွေပေါ့အဲ့အပင်တွေကိုတော့ pollinated အပင်တွေလို့ခေါ်တယ်ပြောမှဆိုရင် ွယ်မုံကူးတဲ့ဟာလားဘာလို့မသိတိုင်းအလွယ်ဆုံးတော့ပြားရည်ပင်လို့လားမှတ်လိုက်တော့ရှုပ်တယ်အဲပိုလိုနေတဲ့အပင်တွေကိုဒီမှာပေါ့ပြမယ်အမစာပေါ်တယ်အဲ့လိုလေးလိုက်ရှာလေးအမတွေ့ပြီဒီပိုလိုနေတဲ့အပင်တွေကိုခူးပြီးတော့ကွင်းပြင်နာဟို MBC ရှိမှာသွားပြီးလဲရင်ရပါပြီအဲ့ဆိုရင်ကတော့ဒီ handy coin တွေကရပြီပြီးရင် store လာတာရေးစောင့်ပြီးဝယ်အောင်ပဲပေါ့ဟာဒီ event လေးရအေးဆေးပေါ့ ဒီမှာကျွန်တော်လောက်ပြပါမယ်ဒီဘယ်လိုသုံးလဲဆိုတာသူကသူ kg အလိုက်ပြည်တာဒီမှာဆိုရင်ကျွန်တော် strawberry ကဘယ်လောက်လဲ0.25 kg ပဲရှိတယ်ဒီကောင်ဆိုရင်1.93 kg ရှိတယ်ဒီမှာမှာ0.25 kg ရှိတာကိုထည့်ပြမယ် အဲအမ0.25 kg ဟာထည့်လိုက်တော့မှ0.24ရာနည်းနည်းပဲกว่าတာပါပြောမှဆိုရင်သူက kg ပုံများရင်ပုံပြီးပြည့်မယ်ပေါ့အပင်ရဲ့ပတ်စံတွေပါ ရေးမကြီးဘူးရေးကြီးရာသူတို့ရဲ့ kg ကရေးကြီးရာဒီ10 kg ပြည့်သွားပြီဆိုတာ ਨੇ အပ် honey queen ဆယ်ခုပေးတယ်မကျွန်တော်ပြည့်အောင်ထည့်လိုက်ပါအောင်မင်း strawberry အပင်တွေကိုသွားပြီးယူထားမိရမှားတာပဲ ဒါဆိုရင်တော့ပြည့်ဝပြီပေါ့ပြည့်ဝပြီဆိုရင်တော့3မိနစ်စောင့်အောင်ပါမယ်အကြီးအမှတ်တော့မထည့်ပေးသားတင်ပါဘူးကြည့်လို့တော့ကောင်းပါတယ်ခဏခဏကြည့်ပါများတော့စောင့်မျက်နှာကတ်စင်တယ်ဒါကြီးကဒါဆိုရင်ကာပြီးစောင့်လိုက်ရတာပေါ့ဟေးဟေးဟေးကန်ဒမ်စတား ဒီ3မိနစ်ကုန်သွားပြီဆိုရင်ကတော့ဒီလို ready လေးပြပါလိမ့်မယ် ready လေးပြရင်အောက်မှာပြားရည်တွေယူလို့ရပြီပေါ့ဒါမှ color ham နေအဲမဆက်ခုရပါပြီအကရတဲ့ဒီ coin တွေကိုကြောက်ဒီဘီယံမာကြီးရှိမှသုံးလို့ရတယ်ပြမအိပါရောင်းလဲဆိုပထမဆုံးအနေနဲ့ flower seed ရောင်းတယ်။ဒါကတော့ဝယ်တဲ့နယ်တဲပါတယ်ပေါ့။ဒီကံကောင်းပြီးဒီ sunflower ကြီးရွာရင်လုံးဝအေးဆေးပတ်စံရှာအောင်မယ်။ ပြီးရင်ဒီအောက်ကဒီအပင်ဒီစီနှစ်ခုကတော့မဝယ်သင်ဘူးအနောက်ကောင်ဘာမှအကျိုးမပေးဘူးပြီးရင်အောက်ကဟန်နီစပင်ဒါကတော့ဝယ်သင့်တယ်သူကဒီမျူတေးရှင်းဖြစ်အောင်လုပ်ပေးရဒီပိုလူတက်မျူတေးရှင်းဖြစ်အောင်လုပ်ပေးရပြီးရဒီ BF ကတော့မဖြစ်မနေဝယ်သင့်တယ်ဒီကွင်းဘီရရင်အဲ့ဒါကိုပြန်ရောင်းလို့လည်းရတယ်ဒီမြန်မာငွေနဲ့ပြန်ရောင်းလို့ရတယ်ဒီအောက်ကဟာတွေကတော့ဝယ်သင့်တယ်တယ်မှာပါဘူးပေါ့ကောအလားအစင်ကျင်တာဝယ်ဝယ်ပေါ့ဒါပေမဲ့မဝယ်သင့်ဘူးတိုင်းပတ်စံဖြုံးလို့ပဲ ဘာမှမကောင်းပါဘူးဒီ e-bike မှာတကယ်ကောင်းတာကတော့အဲအသက်ထွက်လာတဲ့ Queen B တို့ဒီ app တွေပါတွေကတော့ကောင်းတယ်အဲလေးတွေကပြန်ရောင်းလို့ရတဲ့အတွက်ကြောင့်ပတ်စံရှာလို့ရတယ်အဲဆိုရင်တော့ဒီ event ကိုဘလို့မြန်မြန်ရအောင် grind ရမလဲဆိုတာကိုကျွန်တော်ပြောပြပါပါမယ်အဲ့ဒါကိုမပြောခင်မှာကြော်ညာလေးဝင်လိုက်ပါဦးမယ်ကျွန်တော်တို့ဒီ grow a garden တွေမှာဒီပတ်တွေအချင်းချင်း trader တွေ ရောင်းဝယ်လုပ်တာတွေပါတယ်ဒီမှာပို့ပြီးအဆင်ပြေအောင်ကျွန်တော်အနေနဲ့ဒီ Telegram မှာ GB တခုထောင်ပေးထားပါတယ်အဲ GB တဲလာပြီးတော့ဒီပတ်တွေအချင်းချင်း trader ဖြစ်ဖြစ်အသီးတွေရောင်းတာဖြစ်ဖြစ်ဒီပတ်တွေကိုရောင်းတာဖြစ်ဖြစ်လုပ်လို့ရရပေါ့ကျွန်တော်ကလည်းလာပြီးတော့ရောင်းလို့ရပါတယ်ကျွန်တော်ကတော့ဆယ်လာဈေးနဲ့ပဲဝယ်ပေးရဗျပြီးတော့အဲ GB ထဲမှာဒီ Grow Garden Soil လူရဲ့အချင်းချင်းစကားတွေပါပြီးပြောလို့ရတယ် ဟိုဒီဒီပေါ့ဟိုကောင်ကဘာကောင်းလဲဒီကောင်ကဘာကောင်းလဲအဲ့လိုမျိုးပြောလို့ရတယ်အဲ့ဒီ GB လေးကိုဒီမှာပြထားပါမယ်ကျေးဇူးပြုပြီးလာပြီးဝင်ပေးကြပါအောင်ဒီလိုမျိုးပတ်တွေကိုပတ်စံနဲ့အယောင်းဝဲလောက်တာတွေပါတခြားသူတွေနဲ့လောက်တာတွေမှာလုံးဝသေချာအောင်ဆိုရင်တော့ဂျားခန်တွေပါခေါ်တင်ပါတယ်ဒီကျွန်တော် GB မှာဆိုရင်တော့ကျွန်တော်အပြင်တခြား MN တွေကိုလည်းအော်ဇာမင်မန်းခေါ်လို့ရတယ်ဂျားခန်ခေါ်လို့ရတယ်ပေါ့။ကျွန်တော်ကယုံအားလူတွေကိုခံထားတာမလို့ကျွန်တော်ကတော့အာမခံပေးနိုင်ပါတယ်။ အာကျွန်တော်လေးကတော့ဒီလောက်ပါပေါ့ဒါဝင်ဖို့မမေ့နဲ့နော်အဲဆိုရင်ဒီ event မှာဒီ handy coin တွေကိုဘယ်လိုမြန် grind ရမလဲဆိုတာပြောပြပါပါမယ်ဒီ old coin တွေကိုအမြန်ရအောင်လုပ်တဲ့နေရာတော့ရှင်းပါတယ်။ဒီ coin garden တွေက strawberry လိုမျိုးအပင်အသေးတွေပါတွေကိုအကုန်လုံးဖဲထုတ်ပလိုက်ပေါ့။အဲ့ဒါတွေကအသုံးဝင်ဝက်ဒီ event မှာ ဒီ event ဒီ red ဒီပတ်စံပေါ်မူတီတာမဟုတ်ဘဲနဲ့ဒီ KG သူတို့အလေးချိန်ပေါ်မူတီတာမလို့ mango တည့်အတီးလို့လိုမျိုးအပင်တွေပဲအများကြီးစိုက်ထားလိုက်ပါပြီးရင် at server ထဲမှာဖုန်းဖြစ်ဖြစ်ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ဖြစ်ဖြစ် laptop နဲ့ဆိုလည်း laptop နဲ့ဖြစ်ဖြစ်ဖွင့်ထားပြီးတော့ AFK နေလိုက်ပါနိုင်ဝက်လောက်ဒီ event လာနေတဲ့အချိန်မှာနိုင်ဝက်လောက်ပြည်တဲ့15မိနစ်လောက်ပေါ့15မိနစ်လောက် event လာနေတဲ့အချိန်မှာ AFK BM မှာ coin 150 200လောက်ကတော့ easy ရပါတယ် ဒီ grow garden နဲ့ပတ်သက်ပြီးဒီရောင်းဝယ်ကိစ္စရဲ့ဘာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုနောက်ထပ်တစ်ခုတည်တဲ့လုပ်ပေးသွားပါအောင်မယ်ဒီ grow garden ဒီပတ်တွေပါရောင်းချင်တဲ့လူတွေအတွက်ပေါ့အဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုအဆုံးထိကြည့်ရှုပေးကြတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်